ဆိုင်တကုမှာကောင်မလေးတယောက်ကနှောက်ရက်ခံရလို့သူ့ကောင်လေးဟန်ဆောင်ပေးဖို့နေကိကိုအကူအညီတောင်းပါတယ်ပြီးတော့ဇရာရွှေမဲကျန်တို့သူ့ယောက်ျားကဖမ်းမိသွားတဲ့ပုံစံနဲ့ငွေညစ်မဲ့လို့တော့သူတို့ထက်ဒီအလုံးမှဆရာကြတဲ့နေကိကအစောကြီးတည်းကတည်နေခဲ့တာဖြစ်ပါတယ်နောက်နေ့မှာနေကိနဲ့ထက်ဆုံကြတော့ Jazz ကတင်ပေးဖို့ပြောကပူပေါင်းဝင်တောင်းပြီးနောက်တပွဲလေးဖြစ်သွားကြပါတယ်သူတို့အပွဲကတပတ်အတွင်းဒေါ်လာ1သန်းမှ2သန်းရှာနိုင်လို့ပါတီချင်းမကလူစုခွဲကြပါတယ် Jazz နဲ့နေကိကအတွဲညီပြီးတယောက်ပေါ်တယောက်လဲခြေကြသူတွေပါလက်မှတ်တွေခိုးလာတဲ့ Jazz က နားမလဲတဲ့ဘောလုံးပွဲကြီးရတာပြင်းလာတာကြောင့်နီကီကအပြောရမယ်ဆိုကဘောင်းမီတို့နဲ့ကောင်မလေးရဲ့နောက်ကျောကိုလူပနေယောက်ကြည့်မလဲလို့လောင်းကြပါတယ်။နီကီက3ယောက်၊ဂျက်စ်က9ယောက်နဲ့လီယွမ်းဆိုတဲ့လူကသူ့ဘာလောင်းကျင်နေဆိုက9ယောက်လို့ဆိုပါတယ်။လောင်းကျင်က10ဒေါ်လာဖြစ်ပြီးလူ9ယောက်လှည့်ကြည့်တာမို့အနည်းဆက်ဆုံးဂျက်စ်ကအနိုင်ရခဲ့ပါတယ်။ သူ့ပစံပြန်လိုချင်တဲ့လီယွမ်ကဘယ်အသင်းပင်နတီရမလဲလောင်းမယ်ဆိုတော့ပွဲအကြောင်းနားမလဲတဲ့ဂျက်စကာနှုတ်ထွက်လိုက်ပါတယ်။နီကီကခုခံတဲ့ဘက်ကရွေးပြီးဒီတက်ခါဒေါ်လာ1000ရေးပါ။တိုက်တဲ့ဘက်ကပင်နတီမို့လီယွမ်နိုင်သွားပါတယ်။တက်ကြွလာတဲ့လီယွမ်ကပေးမလားပြေးမလားဒေါ်လာ9000ကျေထပ်လောင်းပါတယ်။ပြေးတဲ့ဘက်ကိုလောင်းတဲ့လီယွမ်ကဒီတက်ခါလည်းထပ်နိုင်ပါတယ်။စက်မလောင်းမဲအပြင်ထွက်ဖို့ပြင်တဲ့နီကီကိုနှစ်ဆတင်လောင်းဖို့လီယွမ်ကဆွဲပါတယ်။ သဘောတူလိုက်တဲ့နေကီကဆက်လောင်းခဲ့ပြီးတစင်မြစ်တစင်ရှုံးလာတာမို့ရှုံးမဲမဲကလောင်းကျဲတွေပြင်းထန်လာပြီးရက်လိုက်ဖို့တားနေတဲ့ Jazz ကိုအေးမဆိုင်ပဲဒေါ်လာတသန်းကျော်အထိရှုံးသွားခဲ့ပါတယ်။နေကီကစိန်ခေါ်မှုအနေနဲ့လီယွမ်ကိုတယ်လီစကုပ်သုံးပြီးကစားကွင်းထဲကနေကစားသမားတယောက်ကိုကြာပန်းရွေးခိုင်းပါတယ်။လီယွမ်ရွေးတဲ့ကစားသမားနံပါတ်ကိုနေကီမှန်းလာရင်သူနိုင်မှာဖြစ်ပါတယ်။ လီယွမ်ကနေဂီလဲစားနေတယ်လို့တန်တရားရှိလာပါတယ်။သူ့တန်တရားကိုဖြည့်ရှင်းဖို့နေဂီကဒီတခါဂျက်စ်ကိုမှန်းခိုင်းမယ်လို့ဆိုလိုက်ပါတယ်။ဂျက်စ်ကဒေါသထွက်နေပြီးဘာတွေဖြစ်နေလဲသူမှနားမလဲတော့ပါဘူး။ကွင်းထဲကထွက်ခွာဖို့ကြိုးစားပေမဲ့လက်မခံတာကြောင့်နောက်ဆုံးနံပါတ်တစ်ခုကိုရွေးဖို့ကွင်းထဲကိုကြီးလိုက်ပါတယ်။ နံပါတ်တွေဘလို့ရွေးရမလဲမသိပေမဲ့ရင်းနှီးနေတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်။သူတို့ရဲ့တငယ်ချင်းဖားဟက်ဝတ်ထားတဲ့နံပါတ်က55ဖြစ်နေပါတယ်။ Jazz ကဒါဟာ Nikki ရဲ့အစီအစဉ်တစ်ခုလုံးရဲ့ဒစိတပိုင်းဖြစ်ကြောင်းနားလည်သွားပါတယ်။ချက်ချင်းပဲ55လို့ပြောလိုက်ပြီးနောက်အဖြေကမှန်ကန်သွားပါတယ်။သူတို့နိုင်သွားပြီးဒေါ်လာတစ်သန်းအမြတ်ထွက်သွားပါတယ်။ ကားထဲမှာတော့နီကီက Jazz ကိုအရာအလုံးကစီစဉ်ထားပြီးသားဖြစ်ကြောင်းရှင်းပြပါတယ်သူတို့ကလီယွမ်ကိုကာလကြာကြီးခြေရာခံထားတာဖြစ်ပြီးသူကလောင်ကစားနဲ့နာမည်ကြီးသူပါလီယွမ်ဟိုတယ်ကနေထွက်လာကလေးကနံပါတ်55ကိုသူမသိစိတ်တဲ့ထည့်သွင်းပေးထားခဲ့ပါတယ်လုံချုံရဲ့ယာကြီးရဲ့တစိမ့်လမ်းဘေးကဆိုင်းပုတ်တွေမှာဘဲကိုကြီးကြီး55ကိုမြင်အောင်ပြသထားပါတယ် မြေယုံနယ်မှာကလီယွမ်ရဲ့ကားထဲမှာပါ95 124ကျင်းပါတဲ့သင်းကိုဖွင့်ထားပြီးလီယွမ်ရဲ့အယုံကိုဒီနံပါတ်စီဆွဲဆောင်ထားပါတယ်ဖားဟက်ကိုလည်းလမ်းမှာတွေ့ဆုံအောင်ပြုလုပ်ထားပြီးမှတ်မိအောင်ပြုလုပ်ပေးထားပါတယ် ဂျဲလ်ကဘာမှမသိတာကြောင့်ဇလန်းတစ်လျှောက်လုံးသူမမျက်နှာကတဘာဝကျနေပြီးဘသူမှတန်လျာမဝင်ကြတော့ပါဘူးဇက်ရဲလဲသွားပြီးနောက်ဂျဲစ်ကနီကီကိုချီကျူးမိသွားပါတယ်ဒါပေမဲ့နီကီကသူမကိုသူ့အကျိုးစီးပွားအတွက်ဂျဲစ်ကိုအပွဲထဲသွင်းထားတာဖြစ်ပါတယ်နီကီကသူမကိုဝေစုတစ်ခုပေးပြီးနောက်ဆုံးမှနှုတ်ဆက်သွားပါတယ်နီကီရဲ့ကဘာမှာခံစားမှုတွေအတွက်နေရာမရှိပါဘူးသုံးနှစ်ကကြာပြီးနောက်ပြိုင်ကားဝန်ဆောင်မှုဌာနမှာနီကီကိုတွေ့ရပါတယ်ပြိုင်ကားအသင်းပိုင်ရှင်ဂရီဂါနဲ့တွေ့ဆုံပြီးသူ့ရဲ့သူတေသနာအဖွဲ့က EHR လို့ခေါ်တဲ့အယ်ဂိုရီသမ်အသစ်တစ်ခု ကိုတည်ထွင်ထားပြီးအနိုင်ရဖို့အခွင့်အလမ်းများအောင်မြင့်တင်နေပါတယ် ဒါကြောင့်နေကီကိုငှားလိုက်တာပါ။ဂရီကန်နဲ့နေကီကအခြေအတင်ဖြစ်ပွဲလုံးကြမှာဖြစ်ပြီးအခြားအသင်းတွေသူတို့ထံကြောက်တဲ့ကြားရောက်တော့အောင်လုံးကြမှာဖြစ်ပါတယ်။ဒီနောက်မှာနေကီကပြိုင်မဲ့အသင်းကို EHR စနစ်အတုကိုရောင်းချပြီးဂရီကန်အသင်းကအဆင့်သုံးကအနိုင်ရမှာဖြစ်ပါတယ်။ဒီအလောက်အတွက်နေကီကရူရိုတသက်ရရှိမှာပါ။ဒါပေမဲ့ဂရီကန်ရဲ့ဝန်ထမ်းကသူ့ကိုလုံးဝမယုံပါဘူး။နေကီနဲ့ဂရီကန်ကအတုအယောင်ရန်ဖြစ်ဖို့ဖြစ်ပေမဲ့ Jazz ကိုတွေးလိုက်ရပြီးဂရီကန်နဲ့ပို့ဖက်နေကြပါတယ်။ Jazz ကနေကီနဲ့တွေ့ပြီးသူတို့ရဲ့အတိတ်ကအကြောင်းတွေဂရီကန်မသိအောင်တယောက်ကိုတယောက် တည့်ရဲ့ပုံစံနေဖို့ပြောလိုက်ပါတယ်။နေကီကအရက်တွေတောက်ကဂရီကကိုပြေးထိုးပါတယ်။ရန်ပွဲကပြိုင်မဲ့အသင်းရဲ့အာယုံကိုဆွဲဆောင်နိုင်ခဲ့ပြီးသူ့ကိုဘာဒီကနေဆွဲထုတ်သွားခဲ့ပေမဲ့ပြိုင်မဲ့အသင်းရဲ့ကပ်ပြားကသူ့မှာရှိနေပါပြီ။ဒါပေမဲ့နေကီကပြိုင်ကားအသင်းတိုင်းကိုစော်ဝဲမိတ်တူတွေတက်တက်စိတ်ရောင်းချထားပါတယ်။ပြိုင်ပွဲမစမီမှာအသင်းတိုင်းရဲ့ EHR စနစ်အတူတူဖြစ်နေမှဘယ်သူကမှမသိကြသေးပါဘူး။ အဲ့ဒီညမှာအတူထွက်ပြေးဖို့ Jazz ကိုလမ်းခေါ်ပါတယ်။ Jazz ကအချိန်မီမရောက်လာဘဲနောက်ကျနေလို့ Nikki နဲ့ Jazz အဖမ်းခံလိုက်ရပါတယ်။ Griga ကအရန်တော်သားထွက်နေပြီးတော့ Sawe ဖန်နေဖို့ Euro သန်း၄၀သုံးထားပြီး Sawe အစ်စ်ကို Nikki ကဘလို့ခိုးယူခဲ့လဲသူမသိသေးပါဘူး။ Nikki ကဘာမှမပြောတဲ့အခါ Jazz ရဲ့နှာခေါင်းကိုညှစ်လိုက်ပါတယ်။စိတ်ထိခိုက်သွားတဲ့ Nikki ကအားလုံးကိုဝန်ခံလိုက်ပါတယ်။ Jazz ကိုဆွဲချိုးတစ်ခုပေးပြီးအတွင်းမှာ Chess ပြားလေးထည့်ထားတယ်လို့ဆိုပါတယ်။ Griga က Sawe ဖွင့်လိုက်တာနဲ့ဒီ Chess ကစကားဝတ်ကိုခိုးယူပြီး data တွေကူးလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ဒါ ကကြတော့ Jess ကမျက်ရည်တွေစီးကြလာပြီး Griga နဲ့သူ့လူတွေကရီမောကြပါတယ်တကယ်တော့ Griga က Jess ဟာသူ့ရည်စားမဟုတ်ပဲငွေအတွက်သူ့အနာကပ်နေတာသူသိတယ်လို့ဆိုပါတယ် Jess ကသူမဟာဈေးကြီးတဲ့နိုင်ခိုးခြင်းလို့ချစ်ဟန်ဆောင်နေတာဖြစ်ကြောင်းဟောခံလိုက်ပါတယ်ဒီတော့ Jess က Nikki တဝန်တူအောင် Griga နဲ့ရည်စားတွေလို့ပြောခဲ့တာပါအခုတော့သူတို့နှစ်ယောက်လုံးဖမ်းမိသွားပြီး Griga စော်ဝဲကိုဘယ်လိုခိုးယူခဲ့လဲမင်းနေတော့ ူလူကနေကီပါဇက်ဖွင့်လိုက်တာနဲ့ရုတ်တရက်ကြီးတထောင်ပစ်ချလိုက်ပါတယ်။ကြီးကနေကီရဲ့ရင်ဘက်ကိုတရက်ထိမှန်သွားပါတယ်။ဂရီဂါကထိတ်လန့်သွားပြီးလူသက်မှုအတွက်မင်းရမင်းရှင်းဆိုကဂူရောင်ကနေထွက်ပြေးသွားပါတယ်။ဂျက်စ်ကငိုကြွေးနေပြီးဝန်ထမ်းကစိုးရိမ်စရာမလိုပဲသူကနေကီရဲ့လူဖြစ်ကြောင်းရှင်းပြပါတယ်။သူကဂယုတဆိုင်ပစ်လိုက်တာဖြစ်ပြီးဒဏ်ရာကိုတိတ်ပိတ်ခါအဲ့နဲ့အပိုသွေးတွေကိုဆုပ်ထုတ်ပြီးရင်ဘက်ထဲကလေဆိပ်ဝင်မှုကိုညီမျှအောင်လုပ်ပေးလိုက်ပါတယ်။ရုတ်တရက်နေကီကမျက်လုံးဖွင့်လာပြီးအသက်ရှင်ကဒီအစီအစဉ်ကအလုပ်ဖြစ်သွားပါတယ်။နေကီဟာတကယ်တော့မိဘမဲ့ဖြစ် ပြီးဒီလူကြီးကသူ့ကိုပြုစုဆောင်ရှောက်ခဲ့တာပါ။သူဟာနေကိကိုလွန်ခိုင်းရဲ့လက်ကွက်တွေအလုံးတင် जा ပေးခဲ့သူဖြစ်ပါတယ်။သူတို့ရဲ့စီမင်းကရိုးရှင်းပြီးဘယ်တော့မှမချင်းမိစေဖို့ဖြစ်ပေမဲ့နေကိကဂျက်စ်ကိုတကယ်ချင်းမိသွားခဲ့ပါတယ်။ အဖိုးကြီးကလမ်းဘေးမှာသူတို့နှစ်ယောက်ကိုခြံထားခဲ့ပြီးငွေအားလုံးကိုယူသွားပါတယ်။နီကီကဘာမှမကြံရှိတော့ပါဘူး။ဒီလိုလှက်ွက်တွေလက်တွေ့ဆန်မှုတွေနဲ့ဆိုရင်သူတို့ကဘာပေါ်ရဲ့ဘယ်နေရာမှာပဲရှိရှိဘယ်တော့မှအစာငတ်ခံရမှာမဟုတ်တော့ပါဘူး။ဇလန်းလေးကတော့ဒီမှာပဲပြီးပါပြီရှင်။ Like and Subscribe လေးလုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။